ဟယ်လိုညီကူတော်အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဘောလုံးမွေးပြီးပြန်ကန်တော့ Manchester United က Nottingham Forest ကို1-0ဆိုတဲ့ရလနဲ့ရှုံးနေပေါ့လေကျွန်တော်တကယ်တမ်း DVD ကိုမလုတ်ဖင်တဲ့ပွဲကြူ30ချက် video ပဲကျွန်တော်တင်ပြီးတော့ကျွန်တော်တွေဟောဖြစ်ထားမယ်လို့ကျွန်တော်ထင်ထားတာဒါပေမဲ့လည်းလို့ကျွန်တော်တို့ဒီဒီမတိုင်ခင်မှာပေါ့နော်ဒီမတိုင်ခင်မှာထုံးတဲ့တိုင်းပဲကျွန်တော်တို့လက်ရှိကြုံနေရတဲ့ငလျင်နဲ့ပတ်သက်တဲ့ဒီအခက်အခဲတွေကိုကူညီနိုင်ဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဘောလုံးပြိုင်တဲ့ဘယ်ဘယ်ဒီဘောလုံးကြီးကိုတွေကပေါ့ဗျာကျွန်တော်ဒီမှာရှိတဲ့ ဒီညီကိုတွေကပြောပြမယ်ဘလုံးပြိုင်ပွဲတစ်ခုလုပ်တယ်ပေါ့ဒါ charity ပြိုင်ပွဲပေါ့နော်ဒီစကိုင်းတို့လက်ရှိမန္တလေးတို့ဒါအိုဘိုတို့ဘယ်ပဲဖြစ်ဖြစ်ပေါ့လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့ကလှူဒန်းနိုင်ဖို့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒီဘောလုံးပွဲကျင်းပတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီသွားကင်နေကြရင်းနဲ့เนาะအလူငွေတွေထက်သွားပြီးတော့ကင်တည်တယ်မလားเนาะလူအများကြီးပဲမြစ်တက်ဟိုတော်တော်လာတယ်တရားကျော်လောက်လာတယ်ထင်ပါတယ် အဲ့ဒါနဲ့ရင်ကျွန်တော်ပွဲကြိုတုံ့ပြန်ချက်ကမလုတ်ဖြစ်ခဲ့ဘူးပေါ့နော်မလုတ်ဖြစ်ခဲ့တော့အဲ့ဒါလေးလည်းကျွန်တော်ပြောချင်တာနဲ့ကျွန်တော်ဒီဗီဒီယိုလေးလုတ်လိုက်တာဆိုတော့ထူးထူးခြားခြားကြီးတော့ဗျာဒီချင်းနေမှာကိုအတင်းချင်းနေတဲ့ပတ်သက်ပြီးတော့အများကြီးတော့တိတ်အကျေတဝင်မပြောလို့ဘောနော်ခါတိုင်းလိုမျိုးဒါပေမဲ့တရားတစ်ခုကတော့နေကင်းကကျွန်တော်အနေနဲ့မနိုင်ပြောလို့ရှိရင်သူဒီကျွန်တော်တို့အဲ့လီကိုဘလုံးပွဲစဉ်အဲ့လိုဘလုံးပြိုင်ပွဲဘောနော် charity ပြိုင်ပွဲဖြစ်မြောက်သွားဖို့အတွက်ဒီ CNFN ကိုဦးဆောင်ပြီးတော့သူလုတ်ခဲ့တဲ့ဒီကုမျိုးလိုင်းထွေးတို့ဘာတို့ကို ကျွန်တော်တော်တော်ကျေးဇူးတင်နေပေါ့နော်ကျွန်တော်တို့လည်းရှိလူတိုင်းကဗျာအခုကပြောရမလဲခက်ခဲတဲ့သူတွေရောဒီတော့နည်းနည်းလေးအဆင်ပြေပါတယ်ဆိုတဲ့သူတွေရောလူတိုင်းကကိုတက်နိုင်တာတွေနဲ့ကျွန်တော်တို့ဒီလက်ရှိငလျင်ပေးကြုံနေရတဲ့ຢာတွေကိုဒီကျွန်တော်အကောင်းဆုံးပံ့ပိုးကူညီဖို့ဒါကြိုးပမ်းနေကြတာပေါ့နော်အဲ့ဒီတည်းမှာမှကျွန်တော်လက်ရှိဒီဘက်ဒါချင်းမိုင်မာတို့ဘာတို့ဒီရှိတဲ့ညီကိုတွေရာလဲကျွန်တော်ဒီဘောလုံးတွေဘာတွေကံညာရင် charity ပွဲတွေလုပ်ကြရင်အလူငွေတွေကောက်တယ်အလူငွေတွေထည့်တယ်เนาะအဲ့ဒီကနေရလာတဲ့ ဒီကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲကနေရလာတဲ့ဒီငွေဆိုလို့ရှိရင်လည်းပဲပေါ့နော်ဒါလူကြတန်းကြတယ်ပေါ့ဗျာဒါပြအဲ့မှာချန်ပီယံဖြစ်သွားတဲ့အသင်းညီကိုတွေဆိုလို့ရှိရင်လည်းသူတို့ရတဲ့ငွေတွေကိုသူတို့အကုန်ပြင်လှူတာမျိုးတွေကျွန်တော်ရှိတယ်ဒါအပြင်ကျွန်တော်ကြားရတဲ့လောက်ကျွန်တော်တို့ဒီငွေကိုင်းတာဘာညာမဟုတ်ဘူးဘယ်လိုလဲဒီတိုင်းပဲပါဝင်တာဆိုတော့အတိအကျတော့မသိဘူးပေါ့လေသူတို့လည်းဝမ်းသာကြလို့ပြောရမလားကျွန်တော်အဲ့ပြိုင်ပွဲမှာဒီ charity ပြိုင်ပွဲမှာဆိုလို့ရှိရင်သူဟိုရခဲ့တာကဒီအလူငွေကောက်ခံခဲ့တာကထင်တာတက်တာဂက်ထားတာလည်းပို့ပြီးတော့ရခဲ့တယ်ပေါ့နော်အဲ့လိုလည်းကြားရတယ်ဆိုတော့ဒါကတော့ဝမ်းသာစရာပါ ဆိုတော့ကျန်တဲ့ဒီတောင်းရှိသူတွေကတို့ဒီမိပြီနေပါတွေကိုရောက်အောင်လို့ဒါပို့ပြီးဖို့တို့လုပ်နေကြอยู่ပေါ့နော်ဆိုတော့အဲ့အဲ့မှာသွားကန်နေတာဗျာဒီမနက်၈နာရီလောက်ကနေပြီးတော့ကန်ရတယ်ဒီညနေညနေလောက်ထိနေကင်းလောက်ထိရောက်သွားတယ်ဆိုတော့ခါတော့ပွဲကြိုသွန်းတဲ့ချီပါတွေကမတင်ပြခဲ့ဘူးဆိုတော့ဘာပဲပြောကျွန်တော်ကိုညီကိုညီမနေနဲ့ကျွန်တော်တွေ့ရတယ်အကုန်လုံးကလည်းဆေးအားထက်တန်တန်ပဲတည်ရမှာတက်နိုင်နေမြဒီအလှငွေထက်တာလေးလည်းကျွန်တော်ရှိတယ်အမှန်ကန်ကန်ပေးကြတာလေးလည်းကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒါတယောက်ချင်းစီတိုင်းကိုပေါ့နော်ဒါပါဝင်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်နော် လူတိုင်းကကျွန်တော်ငွေတက်နိုင်ရင်ငွေတည်တယ်မလားဒီပြောရတယ်လူအင်အားတက်နိုင်လူအင်အားတည်တယ်မလားစီစီစီပီစီတန်တယ်စီပီစီတည်တယ်မလားတက်နိုင်တာရေတက်နိုင်ရေဒါမှမဟုတ်လှူနေကြတာဗျလူတိုင်းကအဲ့လိုမျိုးအခြေအနေမျိုးမှာဒီအညီကိုတွေကလည်းတစ်ဖက်တစ်လမ်းကတွေသူတို့နိုင်တာလေးနဲ့ဒါလှမ်းပြီးတော့ကူကြတာပေါ့လေဒါကတော့ကျွန်တော်တို့အများကြီးဝမ်းသာစရာပေါ့ဗျာဒီဘက်မှာရှိနေတာဖြစ်တဲ့အတွက် physically ရဟိုသွားနိုင်တဲ့လူတွေမသွားနိုင်တဲ့သူတွေရှိကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ တို့ဒီငွေအင်အားနဲ့ပတ်သက်လို့လူကြတန်းကြတာတွေကျွန်တော်ရှိတယ်ပေါ့အဲ့ဒါနဲ့နေဗီဒီယိုကမှတွင်ပြစ်တာဆွတ်ထားပါဒါကတော့ကျွန်တော်တို့အဲ့ဒီမှာဒီကျွန်တော်တို့ဒီအိုက်ဟာကူညီဖို့အတွက်လုပ်ခဲ့ကြတဲ့ဒါ charity ပွဲနဲ့ပတ်သက်တဲ့အရာလေးပါဆိုတော့ sorry ပါဆိုတော့ကိုသိနဲ့ပတ်သက်လို့ပြောရလို့ရှင်တော့ခဏကပြောလို့ပဲလက်ရှိဒီချိန်မှာတော့ကျွန်တော်တို့ပို့ပြီးတော့စိတ်ညစ်စရာတွေရှိနေတယ်ပေါ့လေကျွန်တော်ပို့ပြီးတော့အရေးကြီးတာတွေရှိနေတယ်ဆိုတဲ့အချိန်မှာအကျေတဝင်းကြီးတို့ကျွန်တော်မပြောတော့ဘူးပေါ့နော်ဒီ international break မတိုင်ခင်ကကိုအသင်းကကျွန်တော်ဒီအချိန်လေးကောင်းနေတာသူ့ဟာနေသူအချိန်လေးကောင်းနေတဲ့အချိန်မှာ ကျွန်တော်ဒီပွဲတွေက international break နားလိုက်ရောကြားထဲမှာတော်တော်လေးကိုအချိန်ကျသွားတာကျသွားပြီးတော့ခုလက်ရှိပြန်ကစားတဲ့ Nottingham Forest နဲ့ပွဲမှာကျွန်တော်1-0နဲ့ရှုံးနေပေါ့နော်အဲ1-0နဲ့ရှုံးနေအဲ Nottingham Forest က Champions League ဝင်ဝင်ရောက်ဖို့ကြိုးပမ်းနေတဲ့အသင်းဖြစ်တဲ့အတွက်ကိုဒီကိုအနိုင်ယူခဲ့တာအထူးသဖြင့်ကျွန်တော်အဆင့်7လောက်မှရောက်နေတဲ့အသင်းဖြစ်တဲ့အတွက်ပေါ့နော်အရာအလုံးကတိုင်းပတ်နေပါတယ်ဆိုတော့ဒါကြောင့်ဒီပွဲအနိုင်မရခဲ့တာကအများကြီးတော့ကျွန်တော်ထူးဆန်းလို့တော့မရှိဘူးဒါပေမဲ့ Forest ပတ်မှာဆိုလို့ရှိရင်ဥဒွိုင်းတို့ကစားမကောင်းနေသူတို့မပါဘူး။တိုက်စစ်ကခရီးစုတို့တို့ကစားမတွေမပါဘူးပေါ့နော်။အဲ့လိုကစားမတွေမပါမနဲ့ကိုရီကိုအနိုင်ယူသွားတာဆိုတဲ့ခါကျတော့နည်းနည်းတော့ဒါအချင်းကြီးတော့မဟန်ဘူးပေါ့လေ။ဆိုတော့ United ကဒီပွဲမှာဘယ်လိုပြောမလဲမညံ့ခဲ့ပါဘူး။ကျွန်တော်အနေအမြင်ရတော့မညံ့ခဲ့ဘူးပေါ့နော်။မညံ့ခဲ့ဘူးဆိုတာအရင်ကောင်းနေတဲ့အချင်းကြီးမျိုးမဟုတ်ပေမဲ့လို့ဒီပွဲကိုအနိုင်ရနိုင်လောက်တဲ့အချင်းကြီးမျိုးတွေကျွန်တော်ဖန်တီးနိုင်ခဲ့တယ်။ကိုကိုကံမကောင်းတာတခုကတော့ကျွန်တော်ရလာတဲ့အခွင့်အရေးတွေကိုကျွန်တော်အသုံးမချနိုင်တာပဲဒါအပြင် အခွင့်အရေးဖန်တီးတဲ့နေရာမှာလည်းအပိုင်အခွင့်အရေးဆိုလို့ပွဲပြီးကန်ဒီမှာဟယ်ရီမော်ဂွိုင်းယားကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲကန်ဖို့ကန်သွင်းတာကိုဘယ်တော့အသာလေးဘောလုံးကလိမ့်လာတော့မူဒီလိုကျွန်တော်ဒါဖြတ်ထုတ်လိုက်တာတော့เนาะဒီဂိုဒါလော့ရဲ့ကောင်တာချက်တိုင်းဘာနဲ့မှန်တာတော့ဒီလောက်ပဲကျွန်တော်ရှိသေးပေါ့เนาะဆိုတော့အဲ့လိုမျိုးဆိုတော့အသင်းကဒီပွဲမှာအနိုင်ရဖို့လုံလောက်တဲ့ဒီဂျိုးပန်းအားထုတ်မှုတွေကျွန်တော်ရှိခဲ့တဲ့နော်ဒါပေမဲ့လို့အပိုင်အခွင့်အရေးတွေဘာတွေကတော့ဖန်တီးနိုင်စွမ်းအားနည်းခဲ့တယ်ဆိုတဲ့အခါကျတော့အဆင်မပြေခဲ့ဘူးပေါ့လေဒီနေရာမှာအန်တိုနီအီလန်ဂါကတော့ကျွန်တော်ကစားမဟောင်းလေးကတော့ ဟိုကိုရီကိုလှုပ်ပြသွားတယ်ပေါ့ဗျာတော်တော်ကိုကျွန်တော်စမ်းချင်းတစ်ခုတောင်တင်သွားတယ်ထင်ပါတယ်သူပြေးသွားပြီးတော့သူကစားပြသွားတာအဲ့လိုမျိုးဆိုတဲ့အခါကျတော့တော်တော်လေးကိုဒီအီလန်ကားတော့ဗောနော်ဒီ9မိနစ်လောက်ပါတယ်ဂူးစာသွင်းနေဗောနော်ဂူးစာသွင်းပြီးတော့ Forest ကတပွဲလုံးမှာ10ချိန်နေပါတယ်ကန်ပြီးတော့2ချိန်နေပါတယ်သူတို့ဂူးပေါက်တွေပါတယ်တဲ့နေတကူးရသွားတာအ ဥနနာဆိုလို့ချင်းအဲ့လုံကိုသူလုံးဝမစေ့နိုင်ခဲ့ဘူးဗျဥနနာလည်းတခါလေလီမြန်လည်းစေ့ပြီးလေးပါလေလောက်ပါအောင်ဟုတ်တယ်မလားနော်ပြီးယူနိုက်တက်ကတော့ကျွန်တော်ဒီနှစ်စနဲ့3ချိန်ဒီ9ပေါက်ကွန်တမှုရှိတယ်ပေါ့လေအဲ့ဒီတက်က6ချိန်9ပေါက်တက်ပြီးတော့တလုံးမှန်းတော့မဝင်ခဲ့ဘူးပေါ့ဒီနေရာမှာခုနကကျွန်တော်ပြောသလိုပဲကာနာဂျူရိုးဘာတို့ပေါ့နော်ကျွန်တော်က9ပေါက်ကွန်တမှုကျူးပန်းနာရီဒါအချိန်ပေါင်းတော့ဒါကန်တဲ့နဲ့လုံးနေရောမကန်တဲ့လုံးနေရောရှိတာပေါ့ဒါပေမဲ့လည်းလို့ကျွန်တော်ဒါအဆင်မပြေတာတွေကများခဲ့တယ်ပေါ့နော်ဒီဘက်မှာကာနာဂျူကြီးပေါ့လေ အဲ့ဒီတက်ပြောလို့တော့မရပါဘူးတိုက်စစ်မှာအားနေကြတာတွေကျွန်တော်အများကြီးပါဟိုထူးသဖြင့်ပွဲထွက်လူစင်းကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဝင်းလင်မှာကက်စမဲရူတို့ဥကာတေးတို့ထူးသဖြင့်တော့ဥကာတေးဆိုလို့ရှိရင်မပေါ်ဘူးပေါ့နော်မပေါ်တော့သူ့ပထမပိုင်းမှာနေလူစားလေးတွေရတာတွေကျွန်တော်ရှိတယ်အဲထင်တယ်လို့ဒီကျွန်တော်ကအလုံးမဖြစ်ခင်မာစတာဝီဆိုလို့ရှိရင်လည်းဒီနေ့ပွဲစဉ်မှာတော်တော်လေးအဆင်မပြေတဲ့နေရာမှာကျွန်တော်ပါတယ်နော်အဆင်မပြေတဲ့နေရာမှာကျွန်တော်ပါတယ်တော်တော်လေးတိုင်ပက်ခဲ့တာပေါ့နော်သူဘလို့မှအဆင်မပြေခဲ့ဘူးနောက်တန်းမှာ ်အဲဒါပြင် opposition ကစားတဲ့နေရာတွေမှာလည်းတော်တော်လေးကိုအဆင်ပြေခဲ့ဘူးကောင်းတာတစ်ခုကတော့ကျွန်တော်တို့တရားပေါင်းလက္ခဏာဆောင်တာတွေကိုကျွန်တော်ကြည့်ရရင်မီဆန်မောက်ဒါပွဲအတွင်းမှာပြန်ကစားတယ်ပေါ့လေမီဆန်မောက်ပါမယ်ဟယ်ရီမကွမ်းယားပါမယ်နော်အဲရစ်ဆင်တို့ပါတော့ပေါ့နော်အရန်ကုန်ကနေပဲကျွန်တော်ပြန်ပါလာတယ်ဆိုတော့မကွမ်းယားတို့ကျွန်တော်ဒီ resmat wiper mason mount တို့ injury ပြဿနာကြုံနေရတဲ့ကစားမတွေမိနစ်နည်းနည်းစီကစားခဲ့ကြရတယ်ပေါ့ဗျာဒါကတော့ဒါအပေါင်းလက္ခဏာဆောင်းတဲ့အရာတွေကျွန်တော်ယူဆရတယ်ပေါ့နော်ဆိုတော့ကြောင့်ဒီ united ကတော့လက်ရှိ premier league မှာ form ကောင်းနေတဲ့ northern forest ကို တို့ဒါအသာစီးရအောင်ကစားနိုင်ခဲ့ပြီမယ်လို့ကျွန်တော်တို့ဒီကိုပေါက်ကန်တာတွေပါတယ်ကျွန်တော်တို့ဒါအဲဘယ်လိုပြောလဲအပိုင်ခွေးတွေပါတယ်မဖန်တီးနိုင်တာနဲ့တော်တော်လေးတိုင်ပတ်ခဲ့ရတယ်ဆိုတော့ဒါတော့လောက်ပါပဲเนาะကျွန်တော်အများကြီး true ကြီးကြီးကျွန်တော်မပြောတော့ဘူးခုနကပြောလို့ပဲကိုသိနေပတ်တယ်လို့အချင်းကြီးတိမကောင်းတာဘာညာဖြစ်အောင်ကလည်းကျွန်တော်မှပိုခက်ခဲတဲ့အရာတွေရှိနေတယ်ပေါ့နော်ပိုပြီးတော့စိတ်ညစ်စရာကောင်းတဲ့အရာတွေကျွန်တော်ရှိနေတယ် တော့တိတ်တော့မပြောတော့ဘူးဒါမျိုးလို့ကျွန်တော်တိုက်တွန်းနေတာတော့ရှိတယ်ပေါ့ဗျာဟိုခဏတိုင်းပြောရတာတော့အားလဲတော့နာပါတယ်ကျွန်တော်တို့ဒီ YouTube မှာဗီဒီယိုကဒီရပိုင်းနေမှာတော်တော်ကြီးနားထားတာညို့လို့လက်တိမှာပါဒါမျိုးလို့ကျွန်တော် Facebook မှာဆိုလို့ရှိရင်ဒီရမလားနော်လူတန်းဖို့ကိုဗျာနော်ဟိုဟာလေးတွေရှိရဲဒါလေးတွေ share ရင်းနဲ့ခဏတိုင်းပြောနေရတာတကယ်တမ်းပြောရင်တော်တော်များများလည်းဟုတ်ပြီပြမယ်ခက်ခဲတဲ့အခြေအနေကနေတစဉ်ကိုမှရှိတာလေးကိုဖဲ့လူနေကြတဲ့သူတွေကများတယ်ပေါ့နော်ကျွန်တော်တို့မှအဆင်ပြေတဲ့လူတန်းစားနဲတာကိုဆိုတော့ဟိုဘယ်လိုပြောမလဲတော်တော်လေးပဲပေါ့နော် ဟိုကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့လာမင်းလေးဒီမှာဆိုလို့ရှိရင်ဒါဆက်ပြီးတော့ကျွန်တော်ဒါလှူတန်းတာမျိုးတွေတွေနဲ့ပါဝင်ပေးကြပါအောင်တည်ရမလားဒီကျွန်တော်ရှိဗီဒီယိုဒီမှာပြောသလိုပဲလက်ရှိကျွန်တော်တို့အရန်အရာအလုံးအစီအပြေနေတဲ့သူတွေတော့မဟုတ်ဘူးတိုးတော်လည်းပဲဟိုဘယ်လိုပြောမလဲလူရတန်းကြတယ်ဆိုတဲ့သူအများစုထက်တော့ဗျာကျွန်တော်တို့ဘယ်လိုပြောမလဲကျန်တဲ့သူတွေပို့ပြီးတော့ခဲရင်းကြတယ်ကိုထက်ပို့ပြီးတော့ဗောနော်ထားပါတော့ဒီငလင်းနေကိုဓာတ်ရိုက်ထိတွေ့ခံစားခဲ့ရတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့ခဲရင်းကြတယ်ဗျာဒီလား ဆိုတော့ကျွန်တော်တို့လက်ရှိကြုံနေရတဲ့အခက်အခဲဆိုတော့ဘာမှမဟုတ်ဘူးဆိုတော့ခုနကကျွန်တော်ပြောလိုပဲနော်ငွေလေးနည်းနည်းလေးတက်နိုင်လေးနည်းနည်းတည်တယ်မလားနော်ကျွန်တော်ဒါပါဝင်ပြီးတော့ကျင်မဲ့လူတူကြအတန်းကြပြေးကြပါဦးတည်တယ်မလားဒီမှာအမှန်တမ်းပြောရင်ဒီလူတွေပဲရှိတာတည်တယ်မလားနော်ကုညီဘူးကလည်းပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ဟောဘယ်လိုပြောမလဲဒီလိုအပ်တဲ့ပေါ့နော်အခုဆိုနောက်ပိုင်းဆိုလို့ရှိရင်လည်းပဲအဲ့လူရဲတန်းနေဆိုလို့ရှိရင်လည်းတတိထားပြီးလူကြတန်းကြအောင်အခုကျွန်တော်တို့ဒီကွန်မြူနတီတို့ဘာလို့တင်ထားတာတွေဆိုလို့ရှိရင်ကျွန်တော်တို့ရှိတယ်ပေတွေက လှုပ်ရှားတဲ့ပေတွေရှိကြတာပေါ့လေနော်ခစ်ပြက်ကြီးထဲမှာကျွန်တော်တို့အချောင်နိုင်ဒီတယ်မလားဒါမျိုးဘယ်လိုပြောမလဲဒီလိုဂွင်ယူစောင့်နေကြတဲ့ဟိုလူငင်းတွေလည်းရှိကြတာပေါ့လေဘလူးမန်တော့နားမလည်နိုင်ပါဘူးနော်ကျွန်တော်တို့ဒီပေအတူတွေဖွင့်နေအလူတွေခံနေပြီးလို့ချင်းကျွန်တော်လိန်စားသွားကြတဲ့အရာတွေကျွန်တော်ရှိတယ်ဆိုတော့လူမေတမ်းမယ်ဆိုလို့ချင်းမြင်မြင်100ပဲလူလူ200ပဲလူလူ90ပဲလူလူကိုချွေးနဲ့ရထားတဲ့ငွေကိုတော့ကိုကလှူချင်းတန်းကျင်တာဗျာတိတယ်မလားလူတွေနေစီပါကျင်တာမဟုတ်ဘူးဆိုတော့လူကြတန်းကြမယ်ဆိုလို့ချင်းလည်း ပြည်ပြည်ချရာလေးကုလူမဲ့နေအောင်စီစစ်ပြီးတော့တည်တယ်မလားလှူကြအောင်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပါဆိုတော့လက်ရှိမှာလည်းကျွန်တော်တို့ဒီအတီတွေမှာဆိုလို့ရှိရင်လည်းသူတို့ကကိုယ်တိုင်ကိုယ်ကျဒီတွားပြီးတော့ပေါ့နော်ကျွန်တော် physically ရကူညီနေကြတာတွေကျွန်တော်ရှိတယ်ဆိုတော့ဝမ်းသာပါပါတယ်အဲ့လိုမျိုးတွေကြားတော့လေဒီဘက်ကညီကိုတွေအနေနဲ့လည်းကိုယ်တိုင်မတွားနိုင်တောင်မှပေါ့နော်ငွေကြီးလေးဒါတက်နိုင်တဲ့လောက်ပေါ့ဗျအဲ့လိုမဟုတ်လည်းပဲကျွန်တော်တို့ဒါ like and share လေးတွေတို့ဘာလို့ ਨੇ နော်အရေးကြီးတဲ့ information တွေကို share ပေးတာတွေ ਨੇ ဆိုတော့ Facebook မှာပဲဖြစ်ဖြစ် internet ပေါ်မှာပဲဖြစ်ဖြစ်ဆက်ပြီးတော့ကူညီပေးကြပါအောင်လို့เนาะကျွန်တော်ဒါတိုက်တော့มาတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ဆိုတော့အတူတူခြားခြားကျွန်တော်တို့ဒီအသင်းပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောတော့ပါဘူးဆိုတော့ကျေးဇူးများတင်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်ပြန်ပြီးတော့တွေးကြတာပေါ့လေ